ကဲ second time ဟုတ်ရ World Champion နိုင်ငံတော်အလှန်တရှင်းဆိုတဲ့အချိန်မှာပီတိတော့ဖြစ်တယ်။အားဒီနိုင်ငံသားတယောက်ဖြစ်တယ်။နောက်နိုင်ငံတော်ချင်းနိုင်ငံတော်ဒုညာစင်မြတ်တယ်မှာစူနိုင်တဲ့ကိုယ်ကိုငါရရစီမဲ့ရအောင်အသုံးချမယ်လို့စူနိုင်ခဲ့တယ်။နံပါတ်1ဖြစ်ဖို့အတွက်ကိုလွယ်တယ်ကျွန်တော်တို့ကချန်ပီယံကုန်ထိမှုကတော့လွယ်ပါဘူး။ ဒါကိုစံချိန်ကိုပြန်ချိုးသလိုလည်းဖြစ်တယ်လို့နောက်ကြတော့မြန်မာနိုင်ငံကာယပလတမိုင်းတစ်ခေါက်မှာဆိုရင်ဒီဟာလုံးဝမရှိသေးတဲ့တမိုင်းတစ်ခုကျွန်တော်ရေးထိုးတာပေါ့နော်ကတူရရှင်ပါကဲစကန်တိုင်းဟိုလာဝေါ်ချယ် ဒီစုကတားလေးတွေ့ပေါ့ခံစားချက်ကတော့ဟိုဘယ်လိုပြောရမလဲနှစ်ထပ်ဆိုတော့ကျွန်တော်ခုနကျွန်တော်ပြီးခဲ့တဲ့နေ့ကပြောခဲ့လို့ပဲပြည့်မလားနံပါတ်1ဖြစ်ဖို့အတွက်ကိုလွယ်တယ်ကျွန်တော်တို့ကချန်ပီယံဂုံကိုထိမ့်မှုကတော့မလွယ်ပါဘူးအဲမလွယ်တော့ကြာချန်ပီယံဂုံကိုထိမ့်မှုတော့ကျွန်တော်မှာဖိအားအများကြီးရှိတယ်ဒါကိုဆန့်ချင်ကိုပြန်ချိုးသလိုလည်းဖြစ်သလိုနောက်ကြတော့မြန်မာနိုင်ငံကာယပလသမိုင်းတစ်လျှောက်မှာဆိုရင်ဒီဟာလုံးဝမရှိသေးတဲ့သမိုင်းကိုကျွန်တော်ရေးထိုးတာပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာလက်ရှိ ီကိန်းရှင်းအောင်အရှာအာရှကပအစုတသိဆုံးသွားနဲ့ရခဲ့တာဆိုဒီကျွန်တော်တရားပဲရှိပါတယ်နောက်ကြတော့ဟောမှာနှစ်ကြိမ်မြောက်ရတယ်ဆိုတာလေဒီတော့ပထမဦးဆုံးကစားသမားတရားပေါ့ဖီးရရှိတယ်ဖီးရဘာလို့ရှိတယ်ဆိုတော့ကိုဖီးရပါလဲဆိုရင်ငါလုံနိုင်ပါမလားငါရပါမလားနောက်ကြတော့ဟိုကိုကိုမင်းကုန်းထုတ်တဲ့ဟာအများကြီးပြန်ရတယ်နောက်တစ်ခါပါလဲဆိုရင်ကိုကိုမင်းကုန်းထုတ်တဲ့ဟိုတိရရတိစေအများကြီးပြန်ဘာတွေလဲဆိုရင် ကျွန်တော်လုံနိုင်လားမလုံနိုင်လားနောက်တစ်ခုကကိုယ်ပြန်မေးရပါတော့မင်းလုံနိုင်လားမင်းလုံနိုင်မှာမင်းလုံမင်းမလုံနိုင်ဘူးလုံတယ်သူများကကိုကျွန်တော်တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးသူများကကိုဟိုဂျေဝင်းမိုးလဲကြောင့်မှအစီအစဉ်မရှိဘူးအဲ့အချိန်တွေအကုန်လုံးကကျွန်တော်ကိုကျွန်တော်ပြန်တိုက်ခိုက်ပွဲထက်လို့တဲ့ခါကျတော့ဖီးရအများကြီးပြီးကြတယ်မင်းလုံနိုင်လားဆိုတာထက်ကိုနောက်ကျွန်တော်ပေါ့နော်မလုံနိုင်ဘူးဆိုတာကိုသူတို့ကပြနောက်ကျတော့ဟို ချို့ကကျွန်တော်ပြိုင်ဘက်တွေရှိလို့နောက်ကြတော့အခုလက်ရှိရှိတဲ့မြန်မာနိုင်ငံပေါ့နော်အများကြီးပေါ့ကစားသမားတွေကျွန်တော်မလုံတာကျွန်တော်ကကိုယ့်အကူပိုးချုပ်ခွဲချိုးလုပ်တယ်ကိုယ့်အကူဟိုတိုးတိုးတိတ်တိတ်လုပ်တယ်ကျွန်တော်တခါမှမတင်ပြဘူးနိုင်ငံကြီးကပြိုင်ဘက်တွေကျွန်တော်စောက်ကြည့်နေတာစောက်ကြည့်နေလို့ကျွန်တော်ဒီနေ့ချိန်တွေပုံကိုတင်တော့တင်နေတိုင်းပဲအများကြီးမတင်ဘူးသူများလုံးကျွန်တော်စော့နေတဲ့ကျမ်းမာရေးဘာညာအဲ့လောက်ပဲတင်တယ်အဲ့ရှစ်လလုံးလို့ကျွန်တော် ဟိုတူတူဝဲဝဲနဲ့ပေါ့နော်ကစားနေသူများမိလို့ရှိရင်ကျွန်တော်အမပြိုင်ဘူးကျမကြီးကျွန်တော်အဲ့လိုပဲပြောပြီးတော့ကျွန်တော်ကစားခဲ့တယ်နောက်ကျတော့ကျွန်တော်အခုနိုင်ငံသားပြိုင်ဝဲသွားတဲ့ခါမှာကျွန်တော်ရဲ့ပြိုင်ဘက်တွေတွေ့တယ်ကျွန်တော်ဘူးရှိုးရှိုးတာပဲကုန်လုံးအဲကျွန်တော်ပြောရကျွန်တော်အခုပါလာတဲ့ညီလေးချမ်းမြေရောနိုင်ညီမလေးနှစ်ယောက်ပေါ့နော်ဇူဇူရောမိမိရောပြောပြရငါ့ဟိုကသူတို့အဲ့လိုကြည့်ကြရတယ်ငါတော့ကြည့်မှာပေါ့ဆရာချမ်းမြေရံပဲလေအကုန်လုံးကကျွန်တော်ပြောခဲ့လို့ပဲသိမလား ိုချမ်ပီယံချမ်ပီယံဆိုပြီးအကုန်လုံးနှုတ်ဆက်တယ်အကုန်လုံးကကျွန်တော်ပဲစောက်ကြည့်တယ်ကျွန်တော်ကလည်းအရှင်းဆုံးပြောရင်ကျွန်တော်သွားတဲ့ခါမှာလည်းကျွန်တော်တူတူတော့ပဲသွားတယ်သူတို့မသိဘူးကိုရောက်မှသူတို့တွေ့မှာဟာလို့ဗက်တန်လည်းမေးလို့မှကျွန်တော်ကအဲငါ75ပြန်မှဆိုမှသူတို့ဟာဟင်းအဲ့လိုဖြစ်ကုန်ကြတယ်သူညဝိတန်းဆိုကျွန်တော်ဝိတန်းမှာပဲကျွန်တော်ချန်ပီယံဘာကြောင့်ပြိုင်လဲဆိုရင်ပထမကျွန်တော်အတန်းတက်ဖို့ဒါပေမဲ့ကျွန်တော်ပေါ့ ဟိုအတန်းချိန်တဲ့ခါမှာကျွန်တော်တို့က2ယောက်သွားမှာဆိုတော့ဒီလေးချမ်းမြေကရင်းတော့85ပြိုင်နေသူက6000အောင်ရှာအာရှမှာရွှေရခဲ့တော့ကပဘော်တက်ပြိုင်ခိုင်းတော့သူ့ကိုပြိုင်ခိုင်းတဲ့ခါကျတော့သူကအတန်းယူတဲ့ခါကျတော့သူကကိုကြီးကကျွန်တော်80ပြိုင်တယ်အေးအညီလေးပြိုင်မယ်ဆိုကိုကြီး85မှာပဲပြန်ပြိုင်တယ်ပထမတော့ကျွန်တော်က80ပြိုင်လို့ရည်ရွယ်ထားရတယ်အဲကျွန်တော်ဘကင်ရောတင်ထားရတယ်ပြီးတော့ရှိရင်ပြင်ဆင်ထားရတယ်ပေါ့နော်80ကြီးနောက်ဒါမှကျွန်တော်ဝိတ်ချလိုက်ရတယ်ဝိတ်ချရမှာတော်တော်လေးပြင်ပါတယ်အဲအဲကြောင်ပြောမယ်ဆိုတော့အများကြီးပေါ့နော် အဲဝေချားတက်ကမှကျွန်တော်ဒီကနေပြီးတော့ကျွန်တော်88နဲ့သွားတယ်ကိုရောက်တော့ကျွန်တော်ဝိတ်ကမကြသေးဘူးဒါပေမဲ့သို့တော့ပုံမှာကျွန်တော်နှစ်ရက်လုံးလုံးပေါ့နော်အစာဖြတ်တယ်ရေဖြတ်တယ်နောက်ကျရင်ကျွန်တော်ထွေနီလောက်တယ်ကစားတယ်လေရင်ဆိုင်တာနဲ့ကျွန်တော်တန်းပြီးတော့ကျွန်တော်ကစားတာထွေနီခန်းထဲမှာကျွန်တော်အဲ့လိုမျိုးဟိုပညာလိုမျိုးလေရင်စီးလာလို့ပင်မလို့မောရတယ်နားရတယ်ဆိုတော့မရှိဘူးရောက်ရောက်ချင်းကိုတန်းပြီးတော့ကျွန်တော်ထွေနီတန်းလောက်တယ် ကိုပြင်ဆင်စရာကြီးอ่ะပြင်ဆင်တယ်ရေကိုဘယ်လောက်လျှော့ရမယ်နောက်အစားကိုဘယ်လောက်ထိန်းရမယ်ဒါကြောင့်ဟာအဲ့နေ့ရလုံးမှာတော့တိတ်တော့မစားဖြစ်ပါဘူးဟုတ်တီးဟုတ်လက်ရှိရှိနေတယ်ပေါ့နော်ဟိုဟာအဲကျွန်တော်ကြီးကာဗရာတိုင်ဝမ်မှာတော့မလုံးနိုင်ဘူးမဖြစ်နိုင်ဘူးကျွန်တော်ဆိုပြောတော့ငါအာဒီကောင်ကအပေါ်ပိုင်းမရှိဘူးချက်မရှိဘူးပေါင်မရှိဘူးပေါင်ရှိလို့ကောင်ရတာဒီကောင်မလုံးနိုင်ဘူးဒါပေမဲ့ကျွန်တော်ကသူတို့မတိုက်ခိုက်ဘူးကျွန်တော်ကပဲတိုက်ခိုက်တိုက်ခိုက် သူတို့တိုက်ခိုက်မဲ့အချိန်ကကျွန်တော်တို့သူတို့လာတိုက်ခိုက်မဲ့အချိန်တို့အချိန်ကုန်နေပြီဒါကျွန်တော်တို့သူတို့မတိုက်ခိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်ပြင်ဆင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့ quality ပိုကောင်းလာတယ်အရေးသေးပို့ပြီးမြင့်လာတယ်ကျွန်တော်ပို့ပြီးတွန်းအားရတာသူတို့ဟိုကျွန်တော်ကိုပြောလေကျွန်တော်ပို့လုပ်ပြလေပဲညည်းမကြတာမဟုတ်ဘူးအဲ့နိုင်ငံတော်အလှန်တရှင်းဆိုတဲ့အချိန်မှာ ပီတီတော့ဖြစ်တယ်ကိုနိုင်ငံတော်အလှမ်းကိုနိုင်ငံကအလှမ်းမှာလှည့်ပြီးပေါ့နော်ထူရတဲ့အတွက်တချင်းဆိုရတဲ့အတွက်ကိုကအဲ့ဒါပဲလှုပ်ချင်တာဘာလို့လဲဆိုတော့အာနိုင်ငံသားတယောက်ဖြစ်တယ်နောက်နိုင်ငံတော်ချိုးနေတော့သူများစင်မြတ်တယ်မှာစူနိုင်တဲ့ကိုကိုငါရရစီမဲ့ရအောင်အတုံးချမယ်ဆိုတော့စူနိုင်ခဲ့တယ်အဲ့တော့ကြောင့်မို့ကျွန်တော်တိုင်းကကျွန်တော်ဂိုးယူတယ်တိုင်းပြည်ကဝမ်းသာတယ်အခုကြောင့်ရှိရင်ဘူးတွေဘာပြောပြောကျွန်တော်ကတော့ ငါမြန်မာနိုင်ငံသားတယောက်အနေနဲ့ကမ္ဘာလယ်မှာချပြနိုင်နေဆိုတာငါတို့နိုင်ငံသားရဲ့ဘလောက်လုံပြနိုင်နေဆိုတော့လုံပြနိုင်တဲ့တော့ကျွန်တော်အတန်းကြီးဝမ်းသာပါတယ်ဟုတ်ဟာဒီစုအားဆိုရင်ကျွန်တော်ရဲ့ပေါ့နော်ခြေစနီးလေးရဲ့ကျွန်တော်ခြေသားလေးပေါ့နော်ပြီးတော့ကျွန်တော်နိုင်ငံတော်တော့ပေါ့ဟာအဖွဲ့ချုပ်ကသူရွေးချယ်ပြီးတော့ကျွန်တော်ပြန်ရတဲ့ကြောင့်မဒီစုကြီးပေါင်းပြန်ဆိုင်နိုင်ပြီးတော့ရခဲ့တာဖြစ်ပါတယ်ဟုတ်ဝေးဟာ2ဟိုပါဘော့ဝေါ်ချမ်ပီယံဝေါ်ချမ်ပီယံ2ချမ်ပီယံမှာဒါပေမဲ့ကျွန်တော် နောက်ထပ်ပေါ့နော်ပြောချင်တာပါဆိုကျွန်တော်အခုလက်ရှိရက်တည်နိုင်အောင်လို့ပေါ့နော်ကျွန်တော်ရဲ့ပေါ့နော် main sponsor တွေပေါ့နော်ဆိုတော့ MAI ပေါ့နော် MAI ဆိုရင်ကျွန်တော်ရဲ့ main sponsor တနစ်စာလို့ကျွန်တော်ကိုစာရုပ်ချုပ်ပြီးတော့ပေးအထောင်ပေါ့နော်စာရုပ်ချုပ်ပြီးတော့ပေးထားပါတယ်အဲ့တော့ကြောင့်ကျွန်တော်အဲကျွန်တော် MAI ဒီချောင်းလိုက်ရတဲ့ဒီဓမ္မကပေါ့နော်လှုပ်ဆောင်နိုင်ပြီးတော့ပြန်သန်းနိုင်ပြီးတော့ပေါ့ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးပြီးတော့ဒီဓမ္မကဟို နှစ်ရှည်လာများစွာမကနော်နောက်၁၀ဆူးနှစ်မကနှစ်တရာကျော်တိုင်အောင်စီစဉ်နိုင်ပြီးတော့ပေါ့နော်လုပ်ငန်းကံစတော့ပို့တတ်ပါစေနောက်တစ်ခါကကျွန်တော်ဘီနီပေါ့နော်ဟာကျွန်တော်ရှိရဘီနီဖိနက်ပေါ့နော်ဒီကောင်ကကျွန်တော်တို့လက်ရှိကျွန်တော်ကိုစပွန်ဆာပေါ့နော်ဗရမစာခံထားပါတယ်အာဒီကကျွန်တော်ဝမ်းသာကြတစ်ခါပါတယ်ဆိုတော့အဲ့ဘီနီဖိနက်ကပေါ့နော်ကျွန်တော်ကိုသူပြန်လာလို့လဲဆိုပြီးတော့ရွှေစေးကြီးရလာတော့တူကြီးရရလာတော့ဆိုပြီးတော့300ဟမ်နော် ခေါ်ပြီးပေးပါအောင်မယ်တဲ့အဲဣတိစောက်ကြုံเนาะကြည်လိုက်အောင်ကျေးဇူးပါကျေးဇူးပါချမ်းပြေချမ်းပြေပြန်လာရမယ်1 2 3ခဏပါလွန်ကြရလောက်ပါတယ်တော့ပါရမယ်1 2 3ကိုကိုကိုကြည့်ပါ